ိုင်အိမ်ပိုင်ရရှိစေမယ်အစံထက်ရေတရာကိုဆမလေးကပြောပြပေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီရေတရာကိုမပြောခင်ဆမရဲ့ page ကို like and follow လေးလုပ်ပေးထားပါဆမရဲ့ဒီ video လေးကိုလည်း like and share လုပ်ပေးထားပါရှင်ခဏလာပိုင်ကနေ12လပိုင်းဆိုရင်6လအတွင်းဆမတို့5ပိုင်အိမ်ပိုင်ချမ်းမြေဝင်အောင်လို့ဆမကအဲရေတရာကောင်းလေးတစ်ခုကိုပေးတော့မှာဖြစ်ပါတယ်ရှင်သူရဲလို့ဖြစ်လာရင်ဆမတို့ကိုအိမ်ကိုချမ်းကိုမြေလေးတော့နေချင်ကြတဲ့သူတွေကြီးပဲပေါ့နော်ဒီရေတရာလေးကအရန်ကိုလွယ်ကူရွှေ့ရှင်းပါတယ် ဒုဘိုင်အိမ်ပိုင်းရရှိစီမဲ့ကဲအထောက်ပံ့ရေးတွေကိုဆာဗာလေးကပြပြပေးတော့မှာဖြစ်ပါတယ်ရှင့်။ဆမားတို့အခုဒီလိုမျိုးပကံများတစ်ချက်လိုပါတယ်ရှင့်။ပကံများတစ်ချက်ပေါ်မှာဆမားတို့ဥပမာဆိုရင်မိမိကဘာနေနံလဲ။နေနံကဟိုဟာစနေဆိုစနေတောက်ကြဆိုတောက်ကြ။အောက်မှာအိုးပိုင်အိမ်ပိုင်းရရှိပါစေဆိုပြီးတော့ပကံများတစ်ချက်မှာဒီလိုမျိုးလေးရေးပေးရမယ်ရှင့်။ဆမားတို့ရေးပြီးပြီးသွားရင်ဆမားတို့ဘာကောင်းကင်မောင်းကလည်းအဖြူရရတယ်အဖြူရှိလဲရတယ်အမဲရှိလဲရတယ်ဆမားတို့အကြော်သုံးခုထည့်ပေးရမယ်ရှင့် ကံများတစ်ချက်ကိုကင်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမကြီးကိုမိမိလိုချင်တဲ့စုပေါ့နော်။အိုဘိုင်အိမ်ပိုင်အမြန်ဆုံးရရှိပါစေ။ငွေဝင်လက်ရွှင်ကင်မြင့်ပါစေဆိုပြီးတော့ဆုတောင်းပြပါရှင့်။ဒါကတော့ကျွန်တော်တို့ပြုလုပ်ရမယ့်ရေတွေကလေးပြီးတော့ပါပြီရှင့်။ โอเคဒီရရာလေးကိုနေ့တိုင်းပြုလုပ်เสียမလို့ပါဘူးရှင့်တရက်တည်းပြုလုပ်ရမှာဖြစ်ပါတယ်ရှင့်ရရာလေးကိုတွေ့တဲ့နေ့ကစပြီးရောပြုလုပ်လို့ရပါတယ်ရှင့်တချို့ကလည်းဒီဗီဒီယိုလေးကိုနောက်မှတွေ့တဲ့သူတွေရှိရပေါ့နော်ဗီဒီယိုလေးကိုတွေ့တဲ့နေ့ကစပြီးရောပြုလုပ်လို့ရပါတယ်ရှင့်ဟုတ်ကဲ့ဇမတော့တာရော့နဲ့ဗီဒီယိုရယ်များကိုပြချပြီးသွားမယ်ဆာမလေးသုံးခန့်မြေပဲဖြစ်ပါတယ်ရှင့်နေ့ရက်သားသမီးများစမ်းမချမ်းသာကြပါစေလို့ဇမလေးကစီမံဆူတောင်းပေးလိုက်ပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်